အချစ်ကိုဈေးဖြတ်တဲ့သူတို့သားလောင်းအိုင်တော်ဒီစကားထဲမှာပြောစရာအမတဲရီများကြီးတဲ့ရန်ချိုနဲ့ပီယာရိုပထမဆုံးတွေ့ဆုံဖြစ်ခဲ့တဲ့အခန်းလေးကို ပြောချင်ပါတယ်။အမချစ်သူရဲ့မင်္ဂလာပွဲမှာအမေပေးခဲ့တဲ့နာရီဟောင်းလေးကိုပတ်ပြီးအမေကို တတိယနေ့ရဲ့ပီယာကိုသူနဲ့ဆစ်ဆက်ထားတဲ့ဆူဟုတ်နာရီဟောင်းပတ်ထားရကောင်လားဆိုပြီးအပြစ်တင်တဲ့အခန်းကိုမှတ်မိကျူးမယ်ထင်ပါတယ်။ဆူဟုတ်ကသူများရဲ့ခံစားချက်ကိုနားမလည်ပါဘူးသူတိတာသူနားလဲတာတန်မိုးကြီးတာတွေဝတ်မဆင်မှာ လူရဝင်တာလူဝင်ဆက်တယ်ဆိုတာပဲဖြစ်ပါတယ်။ဒါကိုမင်းသားရန်ချိုအဆူဟုတ်ရဲပြည်နယ်အပေါ်အချင်းကြီးတွေလောင်းချပြီးသူ့ပြည်နယ်စေနှုံပြောထွက်လာအောင်လှုပ်ပြခဲ့ပါတယ်။ပြီးတော့ဆူဟုတ်နဲ့အဆက်ဖြတ်ဖို့ဒူကမင်းနဲ့တွဲတာကုံတက်ချင်လို့ကုံစာလို့သာတွဲတာဈေးရွက်တွက်ပြီးတွဲနေတာ ဆိုပြီးပီယာကိုအကြံပေးခဲ့ပါတယ်တကယ်လို့တင်ကြိုက်ရာ၃ခုကိုဆန္ဒပြုခွင့်ရှိပြီးဆန္ဒပြုတာမှန်မြလည်းချက်ချင်းပြမယ်ဆိုရင်တင်ပြမယ်ဆန္ဒ၃ခုကဘာတွေဖြစ်မလဲဒီဗီဒီယိုထဲမှာတော့ အလာဒီယုတ်ရှင်တဲ့ကလူသဘောလူမနောကိုပြောပြသွားမှာပါမော်ကော်စောပြန်ကြည့်စည်းပြီးသွားတဲ့ခါပိုက်နိုင်လေးအလာဒင်အချောင်းပုံပြင်ကိုတီးကြမှာပါအလာဒင်ဇလန်တဲ့မိကွက်ဆောင်တဲ့ဂျန်နီကိုလည်းမမိကြမယ်ထင်ပါတယ်မိကွက်ကိုပုတ်လိုက်တာနဲ့မိကွက်ဆောင်တဲ့ဂျန်နီထွက်လာပြီးအရှင်အလိုရှိရာကိုမင်းတော်မူပါအရှင်ရဲ့အလိုဆန္ဒ၃ခုထိဖြည့်ဆည်းပေးဖို့ကြိုးတစာပြုထားပါတယ်ဆိုပြီးအလာဒင်ကိုပြောပါတယ်ဂျန်နီဟာကုလာအုပ်ကိုစင်ဖြစ်ပြောင်းလဲပေးနိုင်တယ်လို့ချက်ချင်းမို့ရအောင်လုပ်ပေးနိုင်တယ် ဒီတော့အာလာဒင်ကတုကိုမင်းသားဖြစ်အောင်လုပ်ပေးပါလို့တောင်းဆိုတဲ့အခါတိုင်းပြည်တစ်ခုရဲ့မင်းသားလေးအာလီဖြစ်အောင်လုပ်ပေးလိုက်ပါတယ်။မြေပုံထဲမှာမရှိတဲ့တိုင်းပြည်ကိုလည်းရှိအောင်လုပ်ပေးလိုက်ပြီးအချွေရန်တွေကိုလည်းလုပ်ပေးလိုက်ပါတယ်။အာလာဒင်ရဲ့ဒုတိယဆုတောင်းကတော့သူ့အသက်ကိုကယ်ပေးဖို့ဖြစ်ပါတယ်။ဒီချိန်မှာတော့အာလာဒင်ဟာပင်လယ်ထဲကိုပစ်ချက်ခံလိုက်ရလို့သူ့အသက်ပေးကနေလွတ်မြောက်အောင်ဂျန်နီကယ်တင်ပေးခဲ့ပါတယ်။အာလာဒင်မှာနောက်ဆုံးတစ်ချိန်ပဲအခွင့်ရေးချက်ပါတယ်။ ီချိန်ဆူတောင်းဆန္ဒပြုပြီးရင်သူဘာမှလုပ်လို့မရတော့ပါဘူးဒါကြောင့်ဒီတစ်ချိန်ဟာသူ့အတွက်အရေးကြီးဆုံးအလိုအဆုံအတောင့်ဆုံးဆန္ဒကို ပြုရမှာပါဒီတတိယအချိန်မှာအာလာဒင်ဟာထူးဆန်းတဲ့ဆန္ဒကို ပြောခဲ့ပါတယ်အဲ့ဒါကတော့ဂျန်နီကိုမိခွက်ဆောင်တဲ့ဖြစ်ကနေလွမြောက်ခွင့်ပေးဖြစ်ပါတယ်ဒီဆူတောင်းဟာဂျန်နီကိုအံ့အားသင့်စေခဲ့ပါတယ်လူတိုင်းကသူတို့ကိုကြိုးစည်းဝါးနဲ့အလိုဆန္ဒတွေကိုပဲရှေ့တန်းတင်ပြီးရသမျှခွင့်ရေးတွေကိုအတုံးချဖို့လုံနေချိန်မှာအာလာဒင်ကတော့ နောက်ဆုံးခွင့်ရေးကိုဂျန်နီအတွက်ပဲအသုံးပြုခဲ့တယ်။ဇလန်ထဲမှာဂျက်ဖာဆိုတဲ့ကောက်ချစ်စင်လဲတဲ့မင်းတိုင်ပင်မက်ကြီးရှိပါတယ်။ဒူးကဆိုတန်ဘူးရင်ထီးနန်းကိုပဲချောင်းနေခဲ့တဲ့မော်ဆရာဖြစ်ပါတယ်။သူ့လက်ထဲကိုမိကွက်ရောက်သွားချိန်မှာသူဟာမဆိုင်မတော့ပဲသူ့အကြံစီ သူ့ရဲ့ချက်ဂျိုးစီဘွားအတွက်အသုံးချခဲ့ပါတယ်။ဇလန်ထဲမှာဂျက်ဖာကိုလူဆိုးလို့တင်ပြထားပေမဲ့လက်တွေ့သူညီမာတော့လူများစွာဟာဂျက်ဖာလိုကိုဂျိုးစီဘွားတစ်ခုကိုပဲကြည်တက်ကြတာပါ။ကိုတာယာဖို့အတွက် သူတပားနှစ်နိုင်ရင်အောင်မျက်နှာပြောင်တိုက်ပြီးဆက်လုတ်တက်ကြသူတွေများပါတဲ့အာလာဒင်လိုကိုခွင့်ရေးကို သူများသူင်ကယ်တင်ဖို့စတေးခန့်အသုံးပြုတတ်သူအတော်ကိုနဲတာပါ အာလာဒင်မှာလဲဂျန်နီကိုလွတ်မြောက်စေချင်ရခြင်းအကြောင်းရင်းနည်းနည်းရှိနိုင်ပါတယ်ဥပမာသူ့အသက်ကိုကယ်တင်ပေးခဲ့လို့ဂျန်နီကိုဂျေဇုဆက်ချင်တာဂျပါလိုလူယုံမာတွေလက်ထက်မိကွက်ရောက်သွားပြီးလူယုံမာတွေရဲ့တောင်းဆိုချက်တွေကိုဂျန်နီကလုံဆက်လို့မရပဲဖြစ်စေပေးရမှာစိုးတာကြောင့်လွတ်မြောက်စေချင်တာလည်းဖြစ်နိုင်ပါတယ် ဒါကြောင့်လောကမှာအယောင်ပါတဲ့စင်ကြယ်တဲ့စေတနာစိတ်ဆိုတာတွေ့ရဖို့ခက်ခဲတတ်ပါတယ်။အဲ့လိုစေတနာစိတ်မျိုးလူတွေကြားမှာ တွေ့ရခဲ့ပေမဲ့ဖူးရမှာတော့အပြစ်ရှိပါတယ်။တမာကျန်းစာ ပြောလေကြားကငေါ့ကိုဒီလိုလုပ်ပြီးရင်မင်းကိုဒီလိုပြက်လုပ်ပေးမယ်ဆိုတဲ့ကြားမျိုးမဟုတ်ပါဘူး။ကျွန်တော်တို့အတွက်သူ့အသက်ကိုယ်တောင်မင်းမျောတဲ့ဆွတ်လုပေးခဲ့တဲ့ကြားကျွန်တော်တို့အတွက်တွန့်တိုစရာဘာမှမရှိဘူးလို့တမာကျန်းစာပြောပါတယ်။စင်ကြယ်ရဲ့စေတနာစိတ်မျိုးကိုလူတွေကြားမှာ သင်ရှာနေရင်ပင်ပန်းသွားနိုင်ပါတယ်ယေရှုခရစ်စီကိုသာလာခဲ့ပါတင့်ကိုဘယ်သူနဲ့မတူတဲ့တန်မိုးထမျက်နှိုးခြင်းနဲ့လမ်းပြဆောင်မဖို့ဒုလက်ကန်းကြုံနေပါတယ်